ဟယ်လိုမင်္ဂလာပါဆရာဒီနေ့ဒီဗီဒီယိုမှာကိန်းထွေနဲ့ကိန်းစစ်တီးရဲ့ဟွာချချက်တွေဆရာပြောမှာပေါ့နော်ဒီဗီဒီယိုလုတ်ဖြစ်တဲ့အကြောင်းရင်းကတော့နောက်ထပ်ဗီဒီယိုမှာဆရာတို့ကဒီ complex number ရဲ့ operation တွေဆရာပြောမှာဆို operation ဆိုတာအလွယ်ပြောရရင်အပေါင်းနှုတ်အမြောက်စားတွေကိုဆရာတို့ပြောတဲ့အခါမှာအခုဒီကိန်းထွေ complex number နဲ့ကိန်းစစ် real number ရဲ့ဟွာချချက်တွေကိုသိနှင်ပြီးသားဖြစ်ရမယ်လို့ဆရာယူဆတယ်အဲဒါကြောင့်မို့ဒါကိုဆရာတို့ prior knowledge အနေနဲ့ နော်ကြိုတိနာတိနှင်ထားရမယ်တိမှုတစ်ခုအနေနဲ့ဆရာတို့ TV တော့လုတ်ဖြစ်သွားတာဆိုတော့ဒါကိုဆရာတို့ကြည့်အောင်နော်ကဲစမယ်အဲ့တော့ဆရာတို့အင်းတို့ဆရာတို့စပြောင်းအောင် fractional indices ကိုဆရာတို့စပြောင်းအောင်နော် fractional indices ဆိုတာကတော့ဆရာတို့ထညွန်းကိန်းနေရအပိုင်းကမ်းပုံစံတွေဖြစ်တာပေါ့နော်ထညွန်းကိန်းနေရအပိုင်းအခု real number မှာဆိုဆရာတို့ d rule ရှိရ AB power PR A power P multiply B power the power of a product အနေနဲ့ဆရာတို့ current အစဉ်ကြောင်းသားရဆိုအခုတော့ဒါလေ့လာပြီးသား ဟုတ်ပြီအဲ့ဒါ complex နံပါတ်မှာဘယ်လို fill fill ဖြစ်တာလဲပေါ့နော် complex နံပါတ်ဘယ်လိုကျိုးပြတ်သွားလဲဒီ rule ကကဲကြည့်ကြည့်အောင် a တန်ဖို့က0 ab တန်ဖို့က0သူ့မှာ valid ကဘယ်မှာရှိနေလဲဆိုတော့ greater than 0ဆိုတဲ့အခြေအနေမှာရှိနေအခုဒီဘက်မှာကြာတော့အဲ့လိုမဟုတ်ဘူးကျတော့အဲ့ a ကို negative 1ထားလိုက်တယ် b ကို negative 4 counter example တစ်ခုဆရာထည့်ကြည့်လိုက်တယ်နော် p ကို p ကို0 half ထားလိုက်တယ်သူက fraction နဲ့ indice ကိုပြောတာဟုတ်ထိုင်ညွန်ကိန်းကိုဆရာတို့ကအပိုင်းကမ်းပုံစံနဲ့ဆရာကိုစဉ်းစားလိုက်တယ် ဟုတ်ပြီ ADB ရဲ့ဆရာတို့က negative တွေနဲ့ number နဲ့စဉ်းစားလိုက်တယ်အဲ့တော့ဆရာတို့ဒီ left hand side မှာရှိနေတဲ့ AB stress ဆိုတော့ P ပုံစံနဲ့ A နေရာမှာ negative 1ထဲ B နေရာမှာ negative 4ထဲ power half ထဲ power half ဆို radical form နဲ့ရင် square root ပေါ့အဲ့တော့ negative 1နဲ့ negative 4ကမြောက်တာ positive 4ဆို square root ရှာရင်2 okay ဒါတခုနောက်တစ်ခု negative 1 is raised to the power half multiply by negative 4 is raised to the power half အဲ့ဒါဘယ်ပုံစံရေးလဲဆို right hand side ပုံစံရေးလိုက်တာအဲ့တော့ဆရာ radical form ပြောမယ်ဆို square root of negative 1 square root of negative 4 အဲ့တော့ square root negative 1 square root negative 4ဆိုတော့နှစ်ပိုင်းခွဲရမယ် square root square root negative 4ဆိုတော့ is equal to square root of negative 1 multiply by square root of 4ပေါ့နောက်အဲ့တော့ဒီမှာအစားထိုးရတာဒါဒီဒီအခုဆရာတော့သွားနေတဲ့ rules တွေဖြစ်စင်နေကောလား real number မှာ it works အလုပ်လုပ်တယ်အကုန်လုံးအခုအခုဆရာတို့ဒီမှာဆက်လုပ်ကြည့်မယ်ဆိုရင် square root of negative 1 square root negative 1မျှောက်လိုက်တယ် square root of negative 1 the whole square အဖြေ -1 ထွက်လာတယ် square root of 4ကတော့0 2ပေးထားရဆိုတော့နောက်ဆုံးအဖြေက negative 2ဖြစ်သွားတယ်တွေ့လား left hand side နဲ့ right hand side ရဲ့အဖြေကမတူတော့ဘူး face ဖြစ်သွားတယ်တွေ့လား complex numbers မှာ okay ဒါတစ်ချက်တည်တာပဲเนาะဒါ fraction နဲ့ indices တွေ break down ဖြစ်တာပေါ့เนาะဟုတ်ပြီနောက်အတွက်တစ်ခုကိုဆရာဆက်ကြည့်မယ်ဆက်ကြည့်တော့ real number မှာတော့မှန်နေတယ် a power m over n m over n ဆိုတော့ a power 1 over n ကို m နဲ့တခု power m တင်လဲရတယ် a power m ကိုတခု power 1 over n တင်လဲရတယ်ဒါကတော့ဆရာ real number မှာအလုပ်ဖြစ်တယ်ဆိုတာဒါ ကျောင်းသားတိုင်းဒါသိပြီးသားဒီ base ကတော့ greater than 0ဖြစ်ရမယ်ပေါ့ right ဟုတ်ပြီအဲ complex နံပါတ်ဘယ်လို fail ဖြစ်လဲကြည့်ကြည့်ရမှာ so fill က a တန်ဖို့ရ negative 1 b တန်ဖို့ m တန်ဖို့2 and တန်ဖို့2ဆိုပြီးဆိုထည့်ကြည့်လိုက်မယ်နော် counter example တစ်ခုအနေနဲ့ so a တန်ဖို့ negative 1ထည့်လိုက်တော့ base က negative 1ဟုတ်ပြီဆရာဒီဒီထဲမှာဆရာထည့်မှာပေါ့နော်1 over n ကလည်း2ဆိုတော့ဖြစ်တဲ့ n ကိုဆရာဒီမှာ2လို့ရေးတာဖြစ်တဲ့အတွက်1 over ဆိုတော့ဒီတစ်ခုလုံးကိုထပ်ညွှန်းထပ်တင်နာတာ m အဲ့ m ကဆိုတော့2ထားတာဒီမှာ2 okay အဲ့တော့ဒီ queen အကြီးထဲမှာ minus 1 power half ကိုဆိုတော့ square root of radical ပြောင်းတာ square root of negative 1 the whole square square root of negative 1 the whole square ဆိုတော့ negative 1 actually ဟုတ်ပြီအဲ့ဒါဆိုတော့ right hand side ကိုထပ်ကြည့်မယ် a power m is raised to the power 1 over n ဆိုရင် a power a negative 1 power က m ကဘယ်လိုဆိုတော့2ဆိုတော့ the whole of the power ဘာဖြစ်ဆိုတော့1 over n ဆို1 over 2ပေါ့အဲ့တော့ဆရာတို့က negative 1ကိုနှစ်ထပ်တင်တယ် positive 1ဖြစ်တယ်ပြီးတော့မှ power half တင်တော့1ဖြစ်တယ်တွေ့လားအဲ့ဒီမှာလဲတော့ fails ဖြစ်သွားတာပဲအဓိကသတိထားကြရမှာ fractional indices တွေเนาะဒီထန့်ကျွန်းကိန်းအပိုင်းငန်းပုံစံဖြစ်သွားတဲ့အခြေအနေတွေမှာအကုန်သူ fail ဖြစ်သွားတယ်အော်အဲ့တော့ဆရာတို့ကအခုเนาะလူပြောသူပြောများတဲ့เนาะကိစ္စကိုဆရာတို့ကเนาะတစ်ချက်ကြည့်ကြည့်မယ် IC ကို negative 1မှာเนาะပြဿနာရှိတဲ့အခါရှိနေတယ်မရှိတဲ့အခါလည်းမရှိပါဘူးဆိုတော့အခုဒါလေးကိုကြည့်အောင်ဒါက non fractional indices ကိုပဲဆရာသုံးတာပါ square root of a is raised to the power n အဲ့ဒီကောင်ကိုဆရာက power n တင်ပြီးမှ root ပြန်ရှာလိုက်တကယ်တော့2ရမှာပေါ့เนาะ real number တော့မှာဆိုလို့ရှိရင်ဆိုတော့အဲ့ဒါကိုဆရာတို့က square root of negative 1ဆိုပြီးဆရာက a တရားမှာ negative 1ထည့်ကြည့်လိုက်မယ် the whole square ဆိုရယ်ဒါ square root of negative 1ကိုဆရာတို့ကဒီမှာ i လို့ဆိုရပြောရတာဖြစ်တဲ့အတွက် i square is equal to negative 1 of course နော်ဒါပေမဲ့ဒီဘက်ချမ်းလေးဆိုတော့၃ကြီးလိုက်အောင် square root of negative 1ကို power n ကိုဆိုရတော့အရင်တင်လိုက်မယ်တင်ပြီးတော့မှ root ရှာမယ်ဆိုတော့ဒီပုံစံကြီးထွက်သွားအောင်အဲ့တော့ square root of negative 1 power 2နဲ့ square root of negative 1 square နဲ့အဲ့နှစ်ခုကမတူတော့ဘူးဆိုတဲ့အဖြေထွက်လာတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ i is equal to square root of negative 1မှာပြဿနာရှိရဲအဲကြောင့်မလို့ i i square is equal to negative 1ဆိုတဲ့အကောင်ကိုဆရာတို့ကသုံးတာကเนาะ and again basic နဲ့ဆိုတော့လူကြိုက်များတဲ့ယူဆချက်တစ်ခုပေါ့เนาะအုပ်စုတစုဆရာတို့ထွက်လာတယ်ပေါ့ဒါပေမဲ့လည်း i is equal to square root of negative 1ကိုသုံးပြီးတော့ဖြည့်ရှင်းလို့ရတယ်လေအများကြီးရှိပါတယ်အဓိကကဘာကိုသိထားရမှာလဲဆိုတော့ i is equal to square root of negative 1ကိုသုံးရင် ခုနလိုမျိုးနေရာတွေတချို့နေရာတွေမှာ diffractional indices တွေမှာမမှန်တော့တာရှိရဆိုပြီးသတိထားကင်တွင်ရတယ် i squared c squared to -1 မှတ်သားလျင်မှန်မယ်အမှတ်ပေးမယ်ဆိုတာမျိုးတော့မဟုတ်ဘူး okay ဆက်ကြည့်မယ်ဒါဆရာပြောတဲ့အချက်တစ်ချက်ပဲရှိသေးတယ်ဟုတ်ပြီ diffractional indices နဲ့ပတ်သက်ပြီးတော့ real နဲ့ complex မှာကွာခြားသွားတဲ့အချက်တစ်ချက်ဒုတိယအချက်ကြည့်အောင် order and inequality do not apply အဲ့ဒါ complex term မှာ apply သွားလို့လို့မရအသုံးချလို့မရအောင်။ဘာကြောင့်လဲဆိုတော့ဆရာ real number ရဲ့သဘောတရားကသူကဒီလိုမျိုးဟိုဘက်ဒီဘက်မြင်းဖြောင်းကြီးပေါ်မှာဆရာအလဲမှာ zero ညာဘက်ချမ်းအပေါင်းနေဘဲဘက်ချမ်းအနှုတ်နေအပေါင်းနေရဲ့တုံညာထက်ကြီးတယ်အနှုတ်နေရဲ့တုံညာထက်ငယ်တယ်။ဒါ real number ပေါ်မှာစဉ်းစားရတာ။အဲ့တော့ grand total နဲ့တလုံးကိုကြီးတယ်ငယ်တယ် comparison လုပ်လို့ရတယ်။ခုနှစ်ကတုံးထက်ကြီးတယ်အနှုတ်နှစ်ကတုံညာထက်ငယ်တယ်အနှုတ်30က9ထက်ငယ်တယ်စသဖြင့်ဒါ real number must is okay but how ဒီ complex number မှာတော့ဒီလိုသွားရင်ဒါ identify အဓိပ္ပာယ်မရှိဘူးဒါဘာဖြစ်လို့ဆို complex number သွားပြီးအဲ့လိုမျိုးနှိုင်းရှင်လို့မရ complex number ဆိုရဲကသွား real axis နဲ့ imaginary axis တို့နှစ်ခုပေါင်းစုံတဲ့နေရာမှာဖြစ်နေတဲ့เนาะ real နဲ့ imaginary ပေါင်းပြီးဖြစ်နေတဲ့ number တစ်လုံးအဲ့ဒီ number တစ်လုံးကနောက်ထပ် complex number တစ်လုံးနဲ့တစ်လုံးထက်ကြီးတာမျိုးငယ်တာမျိုးဆိုတာအဓိပ္ပာယ်လည်းမရှိဘူးသဘာဝလည်းမကြဘူးအဲ့ဒါကြောင့် identify အဲ့ဒါဒီပါဆိုတော့ real number တော့က နှိုင်းရှင်ခဲ့လို့နှိုင်းရှင်လို့ရခဲ့တဲ့အရာ comparison လို့လို့ greater than greater than equal less than less than equal ဆိုတဲ့အယူဆအဲ့ဒါကကြီးချင်းငယ်ချင်းဆိုတဲ့အယူဆ complex တန်မှာမအတိတ်ပဲမရှိတော့ဘူးเนาะသုံးလို့မရတော့အဲ့ဒါတခုသိတာဖို့လိုတယ်ဆိုတော့ complex number မှာဘာလို့ဆရာတို့တို့တွေ့ရင်ရလဲဆိုလို့ရှိရင်သူ့ရဲ့ magnitude အဲ့ဒါဆရာဆက်ပြောမယ်เนาะ okay အဲ့တော့ဆရာ absolute value modulus behavior absolute values modulus behavior real number မှာတော့ဒါသူ့ရဲ့ definition ကရှင်းရှင်းလေးပဲ modulus of a ကအပေါင်း a လည်းဖြစ်နိုင်တယ်အနုပ် a လည်းဖြစ်နိုင်တယ်ဒါနှစ်ပိုင်းခွဲရတာ right အဲဒါပေမဲ့ complex number မှာကြာတော့ a + bi ကိုမော့ယူရတယ်ဆိုတာကသူ့ရဲ့ magnitude ကိုရှာ magnitude ဆိုတာတော့ a distance from the origin ပေါ့ origin ကနေအကွာဝေးပါဘယ်လောက်ရှိနေလဲဆိုတဲ့ဟာကိုဆရာပြောတာနော်အဲ့တော့သူ့ကိုဆရာ Pythagorean ဆရာကိုရှာမရမှာ origin ကနေသူလှမ်းတိုင်းလိုက်တဲ့ကိစ္စ နော်ဆိုတော့အဲ့တော့ဘယ်လိုလဲရှာမယ်ဆိုတော့ဆရာတို့ဥပမာဆိုကြပါဆို 3+4i ပေါ့ဒါ complex plane ပါနော် complex plane မှာလုပ်နေဆိုတော့ဆရာတို့သိဖို့လိုတယ်ဒါကိုသိရင်ဆရာတို့3 square 4 square ပေါ့အဲဒီလိုသွားရတာပေါ့နော် x 2ဆိုရင်ဆရာတို့က fight ရသွားတာပေါ့နော်အဲ့ fight ကဘာပဲဆို magnitude ကိုပြောတာ complex plane မှာနော်ဆရာအရှိရဗီဒီယိုမှာဆရာ complex plane ကိုဆရာမိတ်ဆက်ခဲ့တာရှိတယ်နော် complex plane ဆိုတာပေါ့3 4ဆိုဆရာဒီ point ပေါ့အဲဒီလိုမျိုးသွားတာနော်သူ့ရဲ့ဒါ distance ပေါ့သူ့ရဲ့ length ပေါ့ origin ကနေလှမ်းတိုင်းလို့ရှိရင်ဒီကောင်အဲ့ဒါလေးကဘယ်လောက်လဲဆိုတော့ဆရာတို့ကလှမ်းရှာတာ complex complex number ရဲ့ဒီ absolute ဒီ modulus behavior က real behavior နဲ့မတူဘူးတဲ့လားအဲ့ quad charge ကိုလည်းဆရာတို့သိထားဖို့လိုတယ်ဒါတတိယမြောက် quad charge အဲ့နောက်ထပ် store မြောက် quad charge ကကြတော့ conjugation conjugate ပေါ့ conjugate ကတော့ဆရာတို့ဒီအဲ rationalize လုပ်တဲ့ပုံစံတွေတွေ့တဲ့အခါမှာ current စေတန်းចောင်းသားရေးဆိုတာသိပါတယ် နော်အကုန်လုံးလုပ်တယ် real number မှာတော့အဲ့ရဲ့ application ကအဲ့လောက်ကြီးလိုအပ်တာမျိုးမဟုတ်ဘူးနော် not needed လို့ပဲဆရာရေးထားတယ်ဟုတ်ပြီဒါပေမဲ့ complex number မှာကြတော့ဒီ complex number ဇက် x + y ဆိုရင်သူ့ရဲ့ဇက်ဘားလေးပေါ့နော်တနည်းအားဖြင့်ပြောရင်ဒီဇက်ဘားလေးကိုဆရာတို့ကဇက်ကိုဒီလို asterisk ပေါ့ကျဲပုံစံလေးနဲ့လေ a level မှာရေးတယ်နော်တချို့စာအုပ်တွေမှာဒီကျဲပုံစံလေးနဲ့လည်းရေးတယ်နော်ဒါသူ့ရဲ့ conjugate ကိုပြောတာ conjugate ဆိုတာသူက imaginary အပိုင်းကိုသူက ဟို opposite နဲ့ opposite ဟိုလောက်လိုက်တာပေါ့နော်အဲစန့်ကျင်ဘက်လက္ခဏာပြောင်းလိုက်တာပေါ့ x plus y ဆို x minus y ဖြစ်သွားတာပေါ့နော်အဲ့ဒီအဲ့ဒီအာ complex number ရဲ့ operation တွေဆရာ not a video မှာပြောတဲ့ခါကျတော့အဲ့ conjugate ကိုစပြောမှာ conjugate ကိုဆရာစပြောပြီးတော့မှအများကြီးကုန်တွတ်ထုတ်မှာပေါ့နော်ပြောချင်တာကတော့ပါဆိုတော့ real number မှာဒီ conjugate ဆိုတဲ့အဲကိစ္စကလိုအပ်လှတာမဟုတ်ဘူးဒါပေမဲ့ complex number မှာတော့ number မှာတော့သူက အရေးတကြီးကိုလိုအပ်တယ်တော်တော်ကြီးကိုဆရာတို့လိုအပ်တယ်ဆိုတဲ့ကိစ္စဒါဆရာတို့နောက်ထပ်ဗီဒီယိုမှာဆရာတို့တွေ့လာလိမ့်မယ်နော်ဒါ property specific to complex conjugate ဆိုတာကတော့အဲ complex နံပါတ်နဲ့သူ့ conjugate တို့နှစ်ခုမျှောက်လိုက်လို့ရှိရင် modulus of z the whole square နဲ့ဆရာတို့အတူတူပဲတဲ့ modulus of z the whole square နဲ့အတူတူပဲဆိုတော့အဲ့ဒါကလည်းဆရာတို့တွေ့ကြည့်ရတယ်အဲ1 over z ဝါနိုဗာစီဆိုရင်ဆရာ DP ရတယ်အဲ့ဒါဆိုဆရာ D ပိုင်းရောဆရာ D ဗီဒီယိုမှာမပြောဘဲနဲ့ခြံခဲ့မယ်။ဘာကြောင့်လဲဆိုတော့ D ဗီဒီယိုရှေ့မှာဆိုတော့နောက်နောက်ထပ်ဗီဒီယိုမှာဆရာဒါကိုစပြောမှာဖြစ်တဲ့အတွက်ကြောင့်မလို့နော်။ပြောချင်တဲ့ message က message ကတော့ပါဆို conjugation rules က conjugate ဆိုတဲ့သဘောတရားဆရာတို့ you know မှတ်မိပါလိမ့်မယ်နော်။ဥပမာဆိုတော့ √2 uh, √3 ဆိုရင်သူ့ရဲ့ conjugate ကဘာလဲဆိုတော့ √2 +√3 နဲ့သူ့ကိုမြှောက်ပြီးတော့ပိုင်း j ကို radical sign နေပေါ့နော် radical sign နေအဲဒါကတော့ဆရာ real number မှာဆရာတို့လုတ်ခဲ့ဘူးတဲ့အတွေ့အကြုံပေါ့ဒါ complex number မှာကျတော့အဲ့ထက်ကိုအများကြီးပိုတဲ့အတုံးဝင်မှုတွေအဲ့ထက်ကိုပိုပြီးတော့အဲအကျိုးဖြစ်ထွန်းစေတဲ့ကိစ္စရတွေရှိတယ်နော်အဲ့အဲ့ဟာလေးလဲ quad charge တကူအနေနဲ့ဆရာတို့မှတ်သားတာဖို့လိုတယ်နောက်တဲ့တကူနောက်တဲ့တကူကကျတော့ division division ကဒီဒီ rational rationalization လုပ်တဲ့နေရာမှာဒါခုနကဆရာ number 4မှာပြောနေတဲ့ချက်ထဲမှာလဲပါ တော့ပါသွားပြီ ရီယန်နာမှာ rationalize လုပ်တဲ့ဆိုတဲ့နေရာမှာဆရာတို့က root file ကိုဆရာတို့ rationalize လုပ်မယ်ဆိုတော့ root file နဲ့အပေါ်အောက်ကိုမျှဒီလိုရတယ်ပေါ့နော်ဒါပေမဲ့ complex number မှာကြတော့ तू ကသူသဖြင့်ဒီလိုစားရတယ်ဆိုလို့ရှိရင်3 4 root i ကိုဆရာတို့ကဘာလုပ်မလဲ rationalize လုပ်မယ်ဆိုရင်3 4 root i နဲ့မျှမယ်ပြောချင်တာကတော့ဘာလဲဆိုတော့အဲပြောချင်တာကတော့ဘာလဲဆိုတော့ဒီ square root တွေမြင်မှလောက်ရတာမျိုးမဟုတ်ဘူးအဲ real number မှာဆိုရင်တော့ဒီ square root တွေနဲ့ဆရာတို့ နော်အလုပ်လုပ်တာခုနကဆိုဒီမှာဆို square root of 2 uh plus square root of 5ဆိုရင်သူ့ rationalize လုပ်မယ်ဆိုရင် square root of 2 minus square root of 5နဲ့ square root of 2 minus square root of 5အပေါ်အောက်ကိုဆရာတို့မျှောက်ရတာပေါ့နော်အဲ့တော့အောက်ကနေဘာဖြစ်သွားလဲဆိုတော့ဆရာတို့က square difference ဖြစ်သွားတာပေါ့နော်အဲ့ဆို2 minus 5ဆိုရင်အဲ့ဒီမှာဆရာတို့လိုချင်တယ်ပိုင်းခြေမှာဆရာတို့ radical form ဆရာတို့မလိုချင်ဘူးဆရာ integer တတ်တန့်လေးထားနေတယ်ဆိုတော့ပုံစံဆရာတို့ရသွားတယ်နောက်ဒီပုံစံရပါတယ်ဒါအပေါ်ကသူ့ကိုမျှောက်လို့ရတဲ့အဖြစ်ပေါ့ ဟုတ်ပြီအဲ့ဒါပါဆို real number မှာဆရာတို့ဒီဒီ square root တွေ radical form တွေကိုဆရာတို့ဖြည့်ရှင်းနေတဲ့အခါမှာဆရာတို့เนาะသူ့ကို radical form တွေကိုတန့်ရှင်းလုပ်ချင်တဲ့အခါမှာဆရာတို့သုံးတာဒါ complex number မှာကြတော့အဲ့လိုမျိုး radical တွေမဟုတ်ဘူးအဲ့ဒီ square root ကိုအဲ့လိုမျိုးတွေမဟုတ်ဘူးသူက 3+4i ဆိုရင်3 4i ဆိုသူ့ရဲ့သူ့ရဲ့ conjugate နဲ့ဆရာတို့မျှောက်လိုက်တာပေါ့ဒါတော့မျှောက်လိုက်တယ်ဆိုလို့ရှိရင်ဆရာဘာရမလဲဆိုတော့9เนาะအနောက်ကကြတော့ဆရာတို့ကပါဆိုတော့ minus 60 i square ထွက်သွားတယ်เนาะအဲ့ဆို is equal to အောက်မှာဘာရပါဆိုတော့9 i square minus ဆိုတော့ plus 16ဖြစ်သွားတာပေါ့เนาะသူကအဲ့လိုမျိုးเนาะဆရာတို့ဒီ conjugate ဒီ conjugate တွေကလိုအပ်တယ်เนาะ rationalization လုပ်တဲ့နေရာမှာเนาะဒီ rationalization လုပ်တဲ့နေရာဆိုတာ real number မှာလုံနီးနဲ့ complex number လုံနီးနဲ့ကအဲ့လိုလေးကွာခြားတယ်เนาะ division မှာ okay အဲ့ဆိုဆက်ဆက်ပြီးဆက်ဒါဆိုကွာခြားချက်က9ချက်ရှိရယ်เนาะအဲဒါပေမဲ့ ဆက်ပြီးတော့အလုပ်ဖြစ်နေတဲ့ rules တွေလည်းရှိတယ်။အဲ့ဒါပါလဲဆိုတော့ addition, subtraction, multiplication ပေါင်းမယ်၊နှုတ်မယ်၊မြှောက်မယ်။အဲ့ဒီ rule တွေက real တုန်းကလိုပဲ complex number မှာလည်း associative, commutative and distributive law အကုန်လုံးအလုပ်ဖြစ်တယ်။အကုန်လုံးအတူတူပဲ။ associative law, commutative law, distributive law အကုန်လုံး complex number မှာ real တုန်းကလိုပဲဆက်ပြီးတော့အလုပ်လုပ်နေသေးတယ်။ fail ဖြစ်မသွားတဲ့ကိစ္စက addition, subtraction, multiplication အဲ့သုံးခု။ ဲ့ဒါလည်းမှတ်ထားဖို့လေโอเคဒါဆိုလို့ရှိရင်ဆရာ delivery အနှစ်ချုပ်အနေနဲ့ဆရာပြောကြည့်အောင်အနှစ်ချုပ်အနေနဲ့ဆရာတို့မှတ်သားထားမယ်ဆိုရင်ဒီဇာတ်ကိုမှတ်လိုက်ရင်ဆရာတို့ရပြီဆိုတော့အခုဒီမှာအဲ diffractional indices နဲ့ပတ်သက်ပြီးတော့ဆရာပထမနှစ်လိုင်းမှာထည့်ထားတာက a power ab ဆိုတော့ b ပေါ့နော် a power b multiply b power b အဲ့ဒါဆရာတို့ real number ထဲမှာဆိုလို့ရှိရင် ab တုံရတဲ့ကြီးရဆိုလို့ရှိရင်ဒါ valid ဖြစ်တယ်တုံရတဲ့ငယ်သွားမယ်ဆိုလို့ရှိရင် invalid ဖြစ်သွားတယ် complex number မှာဒါအလုံးမဖြစ်တော့ဘူး နော်နောက်တစ်ခုလည်းလို့ပဲ a power m over n ဆိုရဲကောင်ဒါလည်းခုနအပေါ်အတိုင်းပဲအတူတူပဲနော် inequality comparison အဲ့ဒါ real number မှာလုံးဖြစ်ပေမဲ့ complex number မှာ not define အဲ့ဒါအဓိပ္ပာယ်မရှိဘူးနော်ပြီးတော့နောက်တစ်ခု absolute value နော်ခုန modulus behavior ဆရာပြောသွားအဲ့ဒါ real distinct ကိုပြောတာနော်တကယ်အကွာဝေးကိုပြောတာသူကကြတော့အဲ့လိုမျိုး complex number မှာじゃအဲ့လိုမဟုတ်ဘူးသူက origin ကနေသူရှိနေတဲ့ compass line မှာတစ်လုံးရှိနေတဲ့နေရာကိုလှမ်းပြီးတော့တိုင်းတဲ့ magnitude ကိုသူပြောတာနော် conjugate ကကြတော့ real number မှာလိုအပ်လှတယ်မဟုတ်ဘူးဒါပေမဲ့ complex number မှာအဲ conjugate ဆိုတဲ့ idea က essentially needed နော်ဒါမှရှိမဖြစ်လိုအပ်တယ် rationalization ကတော့ simple ဖြစ်တယ်เนาะ rationalization လုပ်တယ်ဆိုတော့ real number မှာ simple ဖြစ်တယ် compass number မှာတော့နည်းနည်းလေးသူက conjugate တွေလိုအပ်တယ်ဆိုတော့ဒီဇာတ်လေးနဲ့ဆရာတို့ကြည့်ပြီးတော့เนาะ အနှစ်ချုပ်အနေနဲ့မှတ်ထားလိုက်မယ်ဆိုရင် complex number နဲ့ real number ရဲ့ဆရာတို့ quarter ချက်ကိုဆရာတို့ရှင်းရှင်းလင်းလင်းမြင်နိုင်ပြီလို့ဆရာမြင်တယ်အဲဆိုဆရာနောက်ထပ် video မှာ complex number တွေရဲ့ operation တွေဆရာတို့ဆက်သွားတာပေါ့ okay bye for now